မင်္ဂလာပါရှင်ဖဲကွန်ပင်လောင်းနယ်စပ်တွေတိုက်ပွဲနှီးကပ်လာတာကြောင့်ကျေးရွာရှိရွာမှာရှိတဲ့လူဦးရေ၄000နီးပါးစစ်ပေတင်းရှောင်နေရတဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်ရှမ်းကရနီနယ်စပ်ဖဲကွန်မြို့နယ်နဲ့ပင်လောင်းမြို့နယ်နယ်စပ်ကကျေးရွာရှိရွာမှာရှိတဲ့လူဦးရေ၄000နီးပါးစစ်ပေတင်းရှောင်နေကြရတယ်လို့စစ်ဆောင်အရေးကူငီတူ ကိုရာစာကပြောပါတယ် ပြီးခဲ့တဲ့စက်တမလ17ရက်နေ့ကစပြီးစစ်တပ်နဲ့ပြည်သူစစ်ကြောင်ထိုးလာတာကြောင့်ပင်လောင်းဖယ်ခုံနယ်စပ်မှာရှိတဲ့ကျေးရွာတွေစတင်ဆစ်ဆောင်ခဲ့ရပြီးလက်ရှိအထိဆစ်ဆောင်လူဦးရေ4000နီးပါးရှိနေပြီဖြစ်တယ်လို့ဆိုထားပါတယ်။အဆိုပါဆစ်ဆောင်တွေအတွေ့နေထိုင်ဖို့အမိုးအကာနဲ့စာနယ်ရိက္ခာတွေလိုအပ်နေပြီးထပ်မံပြောင်းရွှေ့ကြရမယ်ကျေးရွာနယ်ရွာအတွေ့တယ်ယူပို့ဆောင်ရဲ့အကူအညီတွေလိုအပ်နေတယ်လို့ဆစ်ဆောင်ကုင္ရဲ့အဖွဲ့တွေကပြောပါတယ်။ စစ်တပ်နဲ့ပြည်သူတပ်တို့ကအင်အားအများအပြားနဲ့စစ်ကြောင်းထိုးလာတာနဲ့အတူအော်တိုဘလ6ရက်နေ့ညပိုင်းကစပြီးညစလုံးကျေးရွာအတွင်ဝင်ရောက်ကနေအင်တွေကိုမိရှုဖျက်ဆီးခဲ့တယ်လို့စစ်ရဲတင်ရင်းမြစ်တွေထံကသိရပါတယ်။ဒါအပြင်ဖဲခုံမြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာတွေကိုလက်နက်ကြီးတွေပစ်ခတ်ခြင်း၊ suicide drone တွေအသုံးပြုခြင်းနဲ့ drone ဘုံးတွေကျဲချခြင်းတို့ပြုလုပ်ခဲ့တယ်လို့ဒေတာခန်တွေက ပြောပါတယ်။ပြီးခဲ့တဲ့အော်တိုဘလ10ရက်နေ့မှာလည်း ပင်လောင်ဖဲခုံနယ်ဆောင်မှာရှိတဲ့အမျိုးသားတို့စစ်ပေးသင်းဆောင်ရင်းမြင်းမြုံမှနေမိခဲ့တယ်လို့စစ်ဆောင်ကူငီအဖွဲ့တွေ ထံကသိရပါတယ်ရှင်